အားလုံးပဲမင်္ဂလာပါကျုပ်ဒီနေ့မှာပေါ့နော် Redmi 5 Lite လုံလင်ကိုပေါ်ရီချိန်မယ်ပရှိလဲလို့ရမယ်မှန်လဲလို့ရမယ်စားတဲ့လိုအပ်တဲ့အစိတ်ပိုင်းလေးတွေကိုဖြုတ်လဲလို့ရတဲ့အကြောင်းလေးကိုကျွန်တော်ဒီဗီဒီယိုထဲမှာထည့်ပြသွားပေးမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ Redmi 5 Lite အလုံးလေးဒီဆွေရောင်လုံးလေးကလုံးဝကိုပေါ်ရီလဲကောက်သွားတယ်ပေါ်ရီလဲကောက်နေတယ်ပိန်လိန်နေတယ်ပေါ့နော်ဒီကောင်မှန်လဲလုံးဝကြေမွနေတယ်ဟုတ်ပြီ ကျွန်တော်တို့စကစ်ကတော့ကောင်းနေသေးတယ်သူရဲ့ဆက်ပေါ့ဆက်ကကောင်းနေသေးတယ်ဆိုရင် body အစ်ချိန်လို့ရတယ်ကျွန်တော်ကတော့ body အစ်မချိန်တော့ဘဲနဲ့တခြားဆက်လုံးဝနှိုးလို့မရတော့တဲ့ပုတ်တက်နေတဲ့အလုံးမျိုးပုတ်ဖြုတ်ပြီးတော့အလုံးလိုက်ကျွန်တော်ချိန်မယ်ပေါ့ဟုတ်ပြီချိန်မယ်ဆိုရင်ကျွန်တော်စဖြုတ်မှာပေါ့စဖြုတ်တော့မယ်ဆိုရင်တော့တုံးစံတိုင်းကာပါကာပါနဲ့ပေါင်ချာမှရှိတယ်ဒီကောင်လေးက တိုင်းလက်သေးလေးနဲ့ဒါမှမဟုတ်ရင်ကလော်ဒန်လေးနဲ့ဖရမ်ပထွန်ပြားလေးနဲ့ပဲဖြစ်ဖြစ်ဆွဲခွာလို့ရတာပေါ့ဟုတ်ပြီဒီနေထားမှာကျွန်တော်တို့လော်လယ်ကူဆွဲခွာလို့ရတာပေါ့နော်မှန်ကောင်းနေသေးတယ်တခုအစိပ်ပိုင်းတခုခုလဲချင်လို့ဖြုတ်တော့မယ်ဆိုရင်တော့ဘောင်ဘက်ကာဘာဘက်ကိုပေါ့ကာဘာဘက်ကိုအားပြူပြီးတော့ဆွဲခွာမှာပေါ့ဒီကောင်ကတန်ကာဘာနဲ့လာတာဖြစ်တဲ့အတွက်အရင်မာတယ်ဘောင်ကောက်ပြီးတော့မှန်ကွဲသွားနိုင်တယ်ပေါ့အဲ့ဒါလေးကျွန်တော်ထည့်ပြောပြီးတာ ။အဲ့ဒါဆိုရင်လိုအပ်တဲ့စကူလေးတွေကိုလိုအပ်တဲ့စကူလေးတွေကိုအကုန်လုံးဖြောင်းမယ်။သူ့သက်ဆိုင်ရာစကူလေးတွေအကုန်လုံးဖြောင်းမှာပေါ့။ဒီနေရာမှာကျွန်တော်ထပ်ထည့်ပြောချင်တာကဘက်ထရီ socket ငုတ်လေးကိုအရင်ဆုံးဖြုတ်ပြီးဘက်ထရီ socket ငုတ်အရင်ဖြုတ်ပြီးပြီးဆိုမှ တခြားမှန် socket တို့အလဲကျိုးတို့နဝကျိုးတို့တခြားအကောင်လိုက်ဖြုတ်ပေါ့အဲ့လို power key တို့အဲ့လိုမျိုးလေးပေါ့ဟုတ်ပြီဖြုတ်စရာဆိုရင်အရင်တော့လွယ်တယ်ပေါ့ဒီ video လေးမှာကြတော့အပေါ်ဖုံးလေးကို ကျွန်တော်တို့ဖြောက်မှာပေါ့မိတ်ဆွေတို့ကပေါ့နော်ဖုန်းပြုတ်ပြင်းနေတယ်ရှောက်ဝဲပိုင်းရောဟတ်ဝဲပိုင်းရောစိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ထဲမှာဆိုရင်ဖုန်းပြုတ်ပြင်းနေတဲ့ပတ်သက်တာတွေအိမ်သုံးလျှက်စစ်ပစ္စည်းနဲ့ပတ်သက်တာတွေတော်တော်များများကိုကျွန်တော် share လေးလုပ်ထားပြီးပြီဖြစ်ပါတယ် ်မိတ်ဆွေတို့ကစိတ်ဝင်စားတဲ့ဟောနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ထဲမှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်မိတ်ဆွေတို့ကဖုန်းပြုပြင်နီးရှော့ဝဲပိုင်းနဲ့ဟော့ဝဲပိုင်းကိုအသေးစိတ် theory ကြကြသိရှိနားလည်တက်မြောက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ online group Telegram group တွေရှိတယ်ပေါ့နော်မိတ်ဆွေတို့ join ချင်တယ်ဆိုရင်ဖုန်းနံပါတ်လေးပေးထားပါတယ်ဘာသင်ကန်းစာတွေပါမလဲဆိုတာကိုနော်ဘာသင်ကန်းစာတွေပါမလဲဆိုတာကိုအသေးစိတ်မေးမြန်းနိုင်ပါတယ်โอเคအဲ့ဒါဆိုရင်ဒီမှာ ပါဝါကြိုးလေးပေါ့ကပါဝါကြိုးလေးကိုအဖုံလေးလက်ပြီးတော့ဒါလေးဆွဲထုတ်ပါနောက်ဝကြိုးလေးလည်းဒီတိုင်းပဲကျွန်တော်တို့ထိမ့်ပြီးတော့ဖြုတ်ပေးရမယ်တကယ်လို့ထိမ့်ပြီးတော့မဖြုတ်လို့ဆိုရင်နောက်နောက်ဝကြိုးနာသွားတာတော့ဘာလို့ဆိုရင်ကျန်ပါကြိုးလေးရှိတယ်ကျန်ပါကြိုးနဲ့ကြော်မယ်ဆိုရင်လိုင်းဆွဲအားမကောင်းတော့ဘူးကျန်ပါပဲဒီလိုမျိုးကြိုးလေးနဲ့ပြန်သုံးတာအစင်နောက်ဝကြိုးလေးနဲ့ပြန်သုံးတာအစင်ပြေတယ်ပေါ့နော်ဟုတ်ပြီ okay sake ကတော့ကျွန်တော်တို့တခြားအပြင်မှာ ခြားတခြားအစိပ်ပိုင်းတွေလည်းပြုပြင်ထားတာပေါ့နော်အဖုံးလေးတွေလှက်ထားတယ်အံဖုံးလေးတွေโอเคဒါပေမဲ့ပုတ်ဆက်နိုးတာတော့ကျွန်တော်တည်တယ်ဆက်နိုးနေသေးတာကျွန်တော်တည်တယ်စမ်းထားပြီးသားပေါ့နော်โอเคအဲ့ဒါဆိုရင် speaker ဖုံးလေးကိုစကူတွေအကုန်လုံးဖြုတ်အောက်ဒီအောက်ခြံအဖုံးလေးပေါ့နော် speaker ဖုံးလေးโอเคกล้องผิวมั้ยกล้องผิวပြီးတော့အသားလေးဆွဲတင်ယုံမယ်ပေါ့เนาะโอเคဒီနေရာမှာကျွန်တော်တန်လိုက်လေးနဲ့ စကူတွေလှည့်ပြီးတော့တန်လိုက်လီနဲ့ like ကပ်ပြီးထုတ်လိုက်တယ်ပေါ့နော်โอเคဖြုတ်လိုက်ပါပြီဒီမှာဆိုရင်အသွင်းကောင်းဖြုတ်လဲလို့ရမယ်နဝတ်ကျူနဝတ်ကျူလေးရှိသေးတယ်နော်ဒီတိုင်းလေးဆွဲတင်ပြီးတော့အဲ့အောက်ချံကိုလည်းတည်တန်းတက်လဲမယ်ဆိုရင်မိုင်းနဲ့အသွင်းကောင်းလေးကိုလည်းဖြုတ်အလွယ်တကူဖြုတ်လဲလို့ရတယ်မိုက်ကြီးပဲတည်တန်းတက်လဲမယ်ဆိုရင်လည်းမိုက်ကြီးပဲတည်တန်းတက်လဲတဲ့ဗီဒီယိုလေးလည်းရှိတယ်အောက်ချံကြီးမဲ့လဲမယ်ဆိုရင်တော့တကယ်လုံးအစ်တရတာပေါ့ အာသွင်ကောင်းကြီးပဲတီးတန်းတသက်လဲချင်တယ်ဆိုရင်လည်းအာသွင်ကောင်းကြီးပဲတီးတန်းတသက်လဲလို့ရတဲ့ဗီဒီယိုလည်းကျွန်တော်တင်ထားပေးပြီပေါ့နော်โอเคโอเคနောက်ထပ်တစ်လုံးမှာကျွန်တော်အဲ့ဒီထိုနီးဒူပဲအကောင်လိုက်ပြန်ဖြုတ်ပြီးတော့စာကစ်လေးတင်မှာပေါ့စာကစ်လေးတင်ပြီးတော့အဲ့ဒါဆိုရင် တစ်ဖက်ဖုံးကအကောင်မှန်ကောင်းသေးတယ်ဘော်ဒီလည်းကောင်းသေးတယ်ဆိုရင်ဆက်လေးတတရရလေးပြန်ရပြီပေါ့နော် ထူးဆန်းတော့မဟုတ်ပါဘူးမိတ်ဆွေတို့ဒီလုံးဝကိုဒီလုံးဝစလောက်ချင်တဲ့သူတွေဖို့ကျွန်တော်ဒီဗီဒီယိုလေးကိုရှယ်ရလုံးပြတင်ပေးလိုက်တာပေါ့နော်မိတ်ဆွေတို့ကလုံးဝမလုံးတတ်သေးဘူးလုံးဝလည်းအစိမ်းပဲရှိနေသေးတယ်ဆိုရင်တချို့လလမေးကြတယ်ညီလေးတွေအတွက်ဒီချာလေးအဲ့လိုမျိုးသိစိတ်လေးပြပေးလုံးပြပေးလိုက်တာပေါ့နော် Okay ဒီတိုင်းလေးဆွဲတင် finger ကြိုးလေးပေါ့နော် finger ကြိုးလေး finger socket မှာလဲ finger socket လည်းရှိတယ်ပေါ့ okay အဲ့ဒါဆိုရင်နောက်တဲ့ set လုံးမှာလဲကျွန်တော်တို့အကုန်လုံးဖြုတ်လိုက်ပြီเนาะဒီမှာ ear scar လေးပါတယ် ear speaker ပေါ့နော် ear speaker လေးပါတယ် ear speaker sensor okay အဲ့ဒါဆိုရင် ခလုတ်ဆိုရင်လည်းခလုတ်မဲဆွေလိုကြည့်ကြည့်လိုက် battery ဆိုရင်လည်း battery သူ့နေရာနဲ့သူ့ပဲပေါ့နော်ဘာမှခက်ခက်ခဲခဲတော့မရှိပါဘူး okay ကျွန်တော်တို့လက်စပိုင်းတွေ diagram ပိုင်းတွေရတော့အချိန်ယူပြီးတော့လေ့လာရတာပေါ့နော်ဒီပိုင်းမှာဆိုရင်တော့မိတ်ဆွေတို့တစ်ချက်လောက်ကြည့်ကြည့်လိုက်ကြည့်လိုက်ပြီးပြီးဆိုရင် လုံးဝပြန်စမ်းကြည့်လို့ရပြီပေါ့နော် โอเคသူ့နေရာသူပြန်ချတယ် speaker လည်းပါတယ် ear speaker လည်းပါတယ်ဖုန်းလည်းပါတယ်เนาะတခြားဒီ finger finger နေရာ finger finger နေရာ finger power key နေရာမှာ power key နောက်ဝက်ကျိုးနောက်ဝက်ကျိုးကျိုးအမဲလေးပေါ့เนาะကျိုးအမဲလေးနေရာလည်းကျိုးအမဲလေးโอเคဒီမှာ finger သူ့နေရာသူပြန်ထားလိုက်ပါပေါ့ finger သူ့နေရာသူပြန်ထားမယ် ီ socket လေးဟာတဲ့သွားပြီဆိုရင်အตาလေးလက်လေးနဲ့ထိမ်းပြီးတော့ဖိချပေးလိုက်ရုံပဲပေါ့ Okay အလဲကျိုးလည်းဒီတိုင်းပဲတဲ့သွားပြီဆိုရင်အตาလေးဖိချပေးလိုက်ရုံပဲ Okay နဝတ်ကျိုးနဝတ်ကျိုးလေးဟာသူ့မြောင်းလေးရှိတယ်အေးမြောင်းလေးတိုင်းကိုချမှာကျွန်တော်အဖုံးပြန်ဖုံးတဲ့ခါကျရင်အံဝင်အံကြဖြစ်မှာပေါ့တကယ်လို့အဲ့နဝတ်ကျိုးကမြောင်းတဲ့ဟုတ်မကြောက်ဆိုရင်အဖုံးပြန်ဖုံးတဲ့အခါမှာအမ်မကြပဲနဲ့ဒီမတဲ့ဘောနော်အဲ့လိုမျိုးဖြစ်နေတယ် ဲ့ဒါနဝကြိုးလေးရာလဲသူ့မြောင်းတိုင်းတေချာလေးခြားသူ့နေရာတိုင်းတေချာလေးခြားပြီးတော့ပြန်ပိတ်မယ်ဆိုရင်လုံးဝတသက်ရရက်အစ်စ်တိုင်းပေါ့နော်ဘောကြီးအစ်စ်ချိန်မှာဆိုအစ်စ်ပုံစံတိုင်းဖြစ်သွားတယ်โอเคအဲ့တော့ software ပိုင်းနေမှာဆိုရင်လည်း firmware ရေးတာတော့ crow ပဲချိန်တာတော့မီကောက်ဖြီးတာတော့ user log oppo vivo samsung တော်တော်များများ sharing လုပ်ထားပေးပါတယ် โอเค Telegram group join ခြင်းလဲဆိုရင်တော့ကျွန်တော် phone number လေးပေးထားတယ်မိတ်ဆွေတို့အသေးစိတ်ဘာသင်ခန်းစာတွေပါမလဲဆိုတော့အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်โอเคအဆုံးနေ့ကြည့်ပေးတဲ့အတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးမနှိပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အထူးကျေးဇူးတင်ပါတယ်